အရှင်ဘုရားတဲ့ယဟန္တာများဟာတဲ့အဟာရစားတော့ဘယ်လိုစားပါလဲဘုရားတဲ့အဲ့တော့သူကယဟန္တာစားတော့မေးတော့အဲ့တော့ဥစဉ်ကလေးစိတ်ခွဲပြောရတယ်အရှင်ဘုရားယဟန္တာစားတာအဲ့တော့လေးစိတ်ခွဲပြောမှအရှင်ဘုရားသိမှာပေါ့သောတာပန်စားတာဘယ်စားဘယ်စားမျိုးသရဂံစားတာဘယ်စားမျိုးအနာဂံစားတာဘယ်စားမျိုး ယဟန္တာတို့ဤစားတာဘယ်စားမျိုးသောတာပန်တို့ဤစားတဲ့ဥစ္စာကဘယ်ဟာစားလဲတဲ့ယုတ်ဤအဲနာဤလက္ခဏာယုတ်ဤလက္ခဏာလက္ခဏာနဲ့စားတယ်ဘယ်လိုစားလဲအဟာရစားတဲ့အချိန်ကမှတကား၆ပောက်ကသူကလက္ခဏာသဘာဝသာမြင်ညသဘောကိုမြင်နေတယ်ဘယ်လိုမြင်နေလဲမြင်တာလဲနာဤလက္ခဏာခံစားတဲ့သဘောကြားလိုက်တဲ့အသံနဲ့ခံစားတဲ့သဘောနံလိုက်တဲ့အနံနဲ့ခံစားတဲ့သဘော စားလိုက်တဲ့ရတာလည်းခံစားတဲ့သဘောထိလိုက်တဲ့အတွေ့လည်းခံစားတဲ့သဘောသိလိုက်တဲ့စိတ်ကလေးလည်းခံစားတဲ့သဘောလှမ်းတာလည်းခံစားတဲ့သဘော ထိုင်တာလည်းခံစားတဲ့သဘော ပောက်တာလည်းခံစားတဲ့သဘောယူတာလည်းခံစားတဲ့သဘောခံစားတဲ့သဘောပဲရှိတယ်အေကောဓမောတခုတည်းတည်းတင်းနေတယ်လို့ကအဲ့တော့ပောတာပါများစားတာကအာဟာရဝေဒနာကိုစားနေတာနာဣလက္ခဏာ ဒုက္ခဝေဒနာဒုက္ခဝေဒနာပြညာလွတ်နေပါလေဗျခေါ်ဝေါ်သမုတ်ထားတဲ့အဝိဇ္ဇာမာနိနပြညာမရှိတော့ပါဘူးဗျဝိဇ္ဇာပြညာကျမ်းနေပါလေဗျာနာဣလက္ခဏာပြစ္ဆုတ်ပံစိတ်ကလေးကနာဣလက္ခဏာခံစားတဲ့သဘောပြစ္ဆုတ်ပံတဲ့တယ်လीခံစားတယ်ခံစားတယ်ဒါလေးပဲရှိပါလေဗျာသောတာပန်သာနိပါဗျာသရာဂံသာနိကတော့တလောကလုံးဟာဖြစ်ဘာဖြစ်နေလဲလို့သူဟာယုတ်မျက်စိနဲ့မြင်လိုက်တဲ့အခါဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်လို့ စားလိုက်တဲ့ရတာကိုမြင်သောသရဂံမြတ်ဟာရုပ်ကိုမြင်နေခြင်းကြောင့်မလို့အလုဘလက္ခဏာမြင်နေခြင်းကြောင့်မလို့မျက်စိကမြင်လိုက်တဲ့အချိန်ကလည်းဝေဒနာဖြစ်နေပြီးဒုက္ခမခံစားနိုင်တော့ဘူးဒုက္ခဝေဒနာဖြစ်နေပြီးမြင်တာလည်းဝေဒနာကြားတာလည်းဝေဒနာနာတာလည်းဝေဒနာစားတာလည်းဝေဒနာထိတာလည်းဝေဒနာသိတာလည်းဝေဒနာယူတာလည်းဝေဒနာပေါက်တာလည်းဝေဒနာထိုင်တာလည်းဝေဒနာအိပ်လိုက်တာလည်းဝေဒနာ ဝေဒနာကြီးတလောကလုံးဖြစ်တယ်။ तू ကဝေဒနာသတိပဋ္ဌာန်ဝေဒနာနှုတ်ပါတာဟုတ်။ဝေဒနာကြီးဖြစ်နေပါတယ်ဗျာ။သရဂံမြတ်စားလိုက်တဲ့အရသာဟာဖြစ်စားရတဲ့ဥစ္စာဒုက္ခမခံစားနိုင်တော့ဘူး။ဒုက္ခဝေဒနာဖြစ်နေလို့သူ့မှာဝေဒနာမခံစားနိုင်တော့ဘူးပါဗျာ။ဝေဒနာနဲ့စားပါတယ်ဗျာ။ဘောတာဘံကနာဣလက္ခဏာနဲ့စားခံစားတဲ့သဘောတရားနဲ့စားသရဂံက ဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်လို့ဝေဒနာဖြစ်နေလို့ဝေဒနာသားလိုက်တဲ့ရတာဝေဒနာဖြစ်နေဒုက္ခဝေဒနာဖြစ်ဝေဒနာနဲ့သားပါလေဗျာအနာဂါကြီးသားတာကတော့အပြင်အာရဏ6ပါးကဏကြည်သွားလို့ယုတ်ကဏနံကဏကြည်သွားလို့ညွတ်เสียမှရှိဘူးစိတ်တတိဋ္ဌံစိတ်တနုပဒနာဖြစ်လို့အပြင်အာရဏ6ပါးပြုတ်ကျသွားတော့သားလိုက်ရတဲ့အရသာပါ ရုပ်ရုပ်ချင်းထိခိုက်လိုက်တဲ့ဥစ္စာယုံနာဖြစ်လာတဲ့ဥစ္စာကိုအဲ့ဒါဆင်းရဲနပါပေါ့ဆုံးလိုက်ရတဲ့ခန္ဓာ၅ပါးဖြစ်လာရတဲ့ဥစ္စာဆင်းရဲဆင်းရဲတာရုပ်ရုပ်ချင်းထိလိုက်တဲ့ဥစ္စာဆင်းရဲအဲ့ဒီဆင်းစိတ်ဓာတ်ဂရိမဟုတ်ဘူးကစိတ်ဓာတ်ဂရိမစိတ်ဓာတ်နုပါဒနာဖြစ်နေတဲ့အနာဂံကြီးများဟာအပြင်အာရဏ၆ပါးပြုတ်ကျနေတဲ့ပုဂ္ဂိုလ်ဗဟိတအာယုမရှိတော့ဘူးကကဏကြီးလို့အရှင်နေလဲကဏကြီးအသာနေလဲကဏကြီး အနန္ဒီလည်းကနာချေပြသာဒီလည်းကနာချေအတွေ့ဒီလည်းကနာချေဓမ္မဒီလည်းကနာချေအပြင်အာရဏ၆ပါးပြုတ်ကြသွားအတွင်းအာရဏလေးကြောင့်အဲ့ဒီအတွင်းအာရဏလေးကြောင့်တော့အပြင်အာရဏနဲ့ရတာရုပ်နဲ့ထိခိုက်လိုက်တဲ့အချိန်ကမှဆင်းရဲသွားတယ်ဆင်းရဲဩဆင်းရဲလာကြီးလားဆင်းရဲလာကြီးလားစားနေရတာဩဆင်းရဲလာကြီးလားအဟာရရုပ်ကြီးအဟာရမစားကြနဲ့မရမစားရကြနဲ့ဒီခန္ဓာကြီးအဲရှင်းမှာမဟုတ်ဘူး အဟာရယုံကြည်အဟာရဖြည့်သွင်းပေးမှအဲအဟာရမစားပြန်နဲ့ဒုက္ခပဲစားရပြန်နဲ့ဒုက္ခပဲဆင်းရဲစားရပြန်နဲ့ဆင်းရဲလာကြည်လားမြင်ရပြန်နဲ့ဆင်းရဲလာကြည်လားကြားရပြန်တော့လည်းဆင်းရဲလာကြည်လားနာရပြန်တော့လည်းဆင်းရဲလာကြည်လားစားရပြန်နဲ့ဆင်းရဲလာကြည်လားယုံနာဖြစ်လာတဲ့ဆင်းရဲအတွေ့နဲ့ကိုယ်နဲ့ထိမှန်လိုက်ရတာလည်းဆင်းရဲလာကြည်လားမနောနဲ့ဓမ္မနဲ့သိရပြန်တော့လည်းဆင်းရဲလာကြည်လား ယူရပြန်တော့လဲဆင်းရဲပြန်လားဆင်းရဲလာကြီးလားမယူရရင် ကောင်းမှာပဲယူရရင်ဆင်းရဲလာပြီပေါက်နေရရင်ဆင်းရဲလာကြီးလားမပေါက်ရလို့ရှိရင်မပေါက်ရတော့ဘူးချမ်းသာတော့မယ်ပေါက်နေရရင်ဆင်းရဲလာကြီးလားသွားရရင်မသွားရလို့ရှိရင်ချမ်းသာတော့မယ်သွားနေရတာလဲဆင်းရဲလာကြီးလားထိုင်ရပြန်လဲဆင်းရဲလာကြီးလားမထိုင်ရရင်ချမ်းသာတော့မယ်အဲ့တော့စိတ်တသတိပ္ပာစိတ်တနုပ္ပတနာအနာဂံကြီးများဟာပြည့် မြင်ရတာလည်းဆင်းရဲတယ်ပဲကြားရတာလည်းဆင်းရဲတယ်နားရတာလည်းဆင်းရဲတယ်ပဲစားရတာလည်းဆင်းရဲတယ်ထိရတာလည်းဆင်းရဲတယ်ပဲသိရတာလည်းဆင်းရဲတယ်ယူရတာဆင်းရဲတယ်ပေါက်ရတာဆင်းရဲတယ်အိတ်လိုက်ရတာလည်းဆင်းရဲတယ်ပဲအခုဆင်းရဲအနာဂါကြီးကစိတ်ဓာတ်ပြိဋ္ဌာန်ကိုအပြင်အာရဏာ6ပါးပြုတ်ကြသွားတယ်အခုစိတ်ဓာတ်ပြိဋ္ဌာန်ဆိုတာအပြင်အာရဏာ6ပါးရှုံ့เสียမှရှိတဲ့ပုံကစိတ်ဓာတ်ပြိဋ္ဌာန်ခေါ်တယ် ။ဘာကြောင့်လဲ။စိတ်တည်းကနတ်ယုံနဲ့နာနဲ့ဖြစ်လာလို့ဖတာဖြစ်လို့ဝေဒနာဖြစ်လာဆင်းရဲသွား။ခန္ဓာငါးပါးဖြစ်တာဟုတ်။ဆင်းရဲသွား။အဲ့ဒါကြောင့်မလို့အနာဂါကြီးများဟာဆင်းရဲ။အဲ့ဒါအနာဂါကြီးများစားတဲ့ဥစ္စာခန္ဓာဖြစ်လာတဲ့ယုံနာနှစ်ပါးဖြစ်လာရတဲ့ဥစ္စာဆင်းရဲပါတယ်ဗျာ။စားလိုက်ရတာဆင်းရဲလားကြီးလား။စားရပြန်မစားရရင်ချမ်းသာတော့မယ်။စားနေရတာလည်းဆင်းရဲလားကြီးလား။ ကြားရတာလည်းဆင်းရဲတယ်နားရတာလည်းဆင်းရဲတယ်စားရတာဆင်းရဲတယ်ထီရတာဆင်းရဲတယ်သိရတာဆင်းရဲတယ်ထိုင်ရတာဆင်းရဲတယ်အိပ်ရတာလည်းဆင်းရဲတယ်ယိုရတာဆင်းရဲတယ်ပေါင်းရတာဆင်းရဲတယ်ဆင်းရဲတာကြီးပဲသူ့မှာတခါတစ်ဖြစ်ရုပ်နာဖြစ်လာရင်ဆင်းရဲအဲအဲ့ဒါကအနာဂံကြီးများစားတာပါဗျာသောတာပန်ကနာဣလက္ခဏာခံစားတဲ့သဘောနဲ့စားတယ်သရဂံစားတာက ဝေဒနာဖြစ်နေလို့ဝေဒနာဝေဒနာ စားတဲ့အရာသာကိုဝေဒနာဖြစ်လို့ဝေဒနာနဲ့စားတယ်အနာဂါကြီးစားတာကရုပ်ရုပ်ချင်းထိခိုက်လိုက်တဲ့ချိန်ကဆင်းရဲလာကြီးလားယုံနာဖြစ်လာပြီးဆင်းရဲလာကြီးလားမစားရရင်တော့ချမ်းသာမှာပဲလို့မစားရရင် ကောင်းမှာပဲလို့အဲ့ဒီဟာစားရရင်ဆင်းရဲနေပြီးဆင်းရဲလာကြီးနဲ့စားယဟန္တာများ စားတာကတော့ဘယ်လိုစားတယ်လဲယဟန္တာစားတာချိုးရင်လဲချိုးတာစားတာချိုးတာပဲငာနာစားရင်ငာနာပဲ ခြင်းနာစားရင်ခြင်းနာပဲစိတ်နာစားရင်စိတ်နာပဲမြင်နာလဲမြင်နာပဲကြားတာလဲကြားတာပဲနာနာလဲနာနာပဲစားတာလဲစားတာပဲအကုန်လုံးဓမ္မတဘောကြီးနိဗ္ဗာန်ကြီးမြင်နေပြီဓမ္မတဘောကြီးဖြစ်တယ်ချူတာချူတာပေါ့နာငနာပဲချူတယ်လို့သိညာမရှိဘူးလို့ဓမ္မတဘောကြီးအဲချူတာချူတာပဲလို့ဓမ္မတဘောကြီးစားတယ်ယဟန္တာများစားတာကချူတာချူတာပဲလို့ချူတာကနေပြီးတော့ဝေဒနာမဖြစ်ဘူးလို့ဝေဒနာတွေ ဖြစ်ပျက်နေဆုံးနေပြီလို့ဝေဒနာတွေကောင်းနေပြီလို့ဓမ္မသဘောကြီးဖြစ်နေပြီအဲဖြစ်ပျက်ဆုံးနေပြီလို့ဒုက္ခဝေဒနာဒုက္ခဝေဒနာလွတ်သွားပြီစိတ်တသတိပဓာန်ကနေပြီဓမ္မအခုသွားပြီလို့ဓမ္မအခုသွားပြီလို့အဲ့ဒါယဟန္တာသားတာကရှင်းတာရှင်းတာပဲလို့ငန္တာငန္တာပဲလို့သတ်တာသတ်တာပဲလို့ဒါ